အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကောင်းဆက်တဲ့တင်းတလာမှာပြန်လဲယူဆိုလိုက်ပါတယ်ခင်ဗျာ။ကိုတင်ဆက်ပေးမယ်ရုပ်သံပြီးတော့ဘာလို့ရောဘိုးချုပ်စော်မင်းထွန်းမှာအမေရိကန်နေပြန်ပို့ခံရတဲ့မြန်မာတွေကိုကြိုးစိုးချောင်းပြောတော်တဲ့ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒီမှာအဲ့ဒီအကြောင်းအရာကိုသူမြတ်သူမှပြန်လဲပြောဆိုထားပါတယ်။အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့တင်းတလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဗိုလ်ချုပ်စော်မင်းထွန်းကမနေ့ကနေပြီးတော့ပြောသွားတာရှိပါတယ်အမေရိကနေပြီးတော့နေထိုင်ခွင့်ရုပ်သိမ်းခံရတဲ့လူတွေကိုမြန်မာပြည်ကိုပြန်ပို့မယ်ဆိုပါကမြန်မာအစိုးရကလက်ခံသွားမယ်ဆိုတဲ့အကြောင်းပြောကြားသွားတာဖြစ်ပါတယ်ဒီထဲမှာအပြစ်တစုံတရာမရှိတဲ့သူတွေဒါမှမဟုတ်ရှင်လည်းအပြစ်ကြီးမားမရှိတဲ့သူတွေကိုလည်းစီစစ်ပြီးတော့ဒါလက်ခံသွားမယ်ဆိုတဲ့အကြောင်းလည်းပြောသွားတာဖြစ်ပါတယ်ဒီနေရာမှာမြန်မာနိုင်ငံကိုပြည်လူရာပြစ်စည်းကြောင်းလုပ်နေတဲ့သူတွေကလည်းတရားဥပဒေအရရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောသွားတာရှိပါတယ်ဒါကတော့ဥပဒေအတိုင်းပဲပြောသွားတာဖြစ်ပါတယ်ဒါလိုပဲပြည်နယ်စစ်စစ် response လုပ်တယ်ဆိုတာလည်းအမှန်တမ်းကောင်းတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ခုက ငါတို့ကဘာဖြစ်လို့ဒီနိုင်ငံကိုလာရမှာလဲလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်ပြောနေကြတဲ့သူတွေရှိပါတယ်ကျွန်တော်လက်ဒီမြန်မာနိုင်ငံမှာနေနေတာလေ။ဒါကျွန်တော်ဆိုလို့ရှိရင်ပြည်ပမှာနေထိုင်လို့ရခဲ့တာပဲ။ဒါပေမဲ့မြန်မာနိုင်ငံမှာပဲတောက်လျှောက်နေနေတာ။ကျွန်တော်ရောင်နေလို့ရတယ်ဆိုလို့ရှိရင်ကျန်းသူတွေအများကြီးလည်းနေလို့ရပါတယ်မြန်မာနိုင်ငံမှာ။ဒါပေမဲ့အစိုးရကိုဒေါ်လာနေမှာပုံကန်နေမှာဆိုလို့ရှိရင်တော့ဒါတမျိုးတစ်ပါတာပေါ့ဗျာ။အေးချမ်းချမ်းကိုပါတာကိုနေတဲ့သူတွေကတော့သွားနေလာနေကြတာပါပဲ။မြကြီးနားနဲ့ရန်ကုန်နဲ့သွားနေကြသွားနေကြတာပါပဲ။ဒါတာမန်ပြည်သူလူနိုင်ငံကြီးနဲ့မဆက်နွယ်ဘူး။မြည်တီလက်နက်ကိုင်အဖွဲ့အစည်းပေါ့။အဲမြည်တီလက်နက်ကိုင်အဖွဲ့အစည်းဆိုတာကတက်မလို့နဲ့တော့၎င်းတခြားတော့ တိုင်းသားအေးအိုတပုံလင်းတော်လည်းကောင်းဘယ်အဖွဲ့နဲ့မှမဆက်ဆက်တဲ့သူတွေကတော့ကိုပဲတပြက်နယ်ကြီးကုလူးသွားလာနေကြတာပဲဒါပေမဲ့စစ်စစ်မှုတွေတော့ရှိတာပေါ့နော်အဲ့တော့ခုလည်းရှမ်းမြောက်မှာလည်းတဖြည်းဖြည်းနဲ့တ MND ကြီးကလည်းစုပ်စရာရှိတာစုပ်သွားပြီး TNL ကလည်းစုပ်စရာရှိတာကြီးစုပ်နေပြီးတက်မတော့ကလည်းပြန်ပြီးအသာစီးရနေတာနေသားမျိုးကရှိနေတဲ့အခါမှာသူအမေရိကန်လိုနိုင်ငံမျိုးက information gathering လုပ်တဲ့နေရာမှာတွေ့ကြရ line ပေါ်မှာတင်ထားတဲ့ဟာတွေကိုကြည့်ပြီးဆုံးဖြတ်တာမဟုတ်ဘူးဗျ။အဲ့တော့တေချာကိုလာနဲ့ချီပြီးတော့စောင့်ကြည့်ပြီးတော့မှအစိုးရဘက်ကလည်းတမျိုးသူတို့စောင့်ကြည့်တယ် ီသူလူထုရဲ့ဒီအခြေအနေတွေကိုလည်းစောင့်ကြည့်တယ်။သူပြောလူပြောစကားနဲ့ယုံတာကျွန်တော်မြန်မာတွေပဲရှိတာ။ဒါအမေရိကန်တွေအလုပ်လုပ်ပုံအဲ့လိုမျိုးမဟုတ်ဘူးသူတို့ကဒီအာဒီအာရနိုင်ငံတွေအာဖဂန်နစ္စတန်တို့လိုနိုင်ငံမျိုးတွေမှာသူတို့ရဲ့အေဂျင့်တွေတကဘာလုံးမှလွှတ်ထားတယ်။ဘာဖြစ်နေလဲဆိုတော့အကြတာအစားတည်တယ်အမေရိကန်လိုနိုင်ငံမျိုးကတခါတလေကျလို့ရှိရင်သူတို့ကအတမန်တည်းအမြင်ကက်လို့အမြင်ကက်ပုံမှန်နဲ့လောက်တာပဲရှိတယ်။တကယ်အစ်စင်မှာဘာလဲဆိုတာတည်တယ်။အဲ့တော့ဘာကြီးတည်လဲဆိုတော့အမေရိကန်ဘာကြီးတည်လဲဆိုရင်ထိုင်းနိုင်ငံမှာအရင်တော့ online shopping လေးကချက်ကချက်လုပ်နေတဲ့သူတွေကနေပြီးတော့ဘတ်နှစ်တန်းနဲ့သုံးတန်းတန်းအိမ်တွေဝယ်တာသူတို့တည်တယ်။ အာဘသူကတော့ပြင်ခိုးနေတယ်ဘာညာအေးယူမယ်သူတို့သိပြီးသားအမေရိကန်နိုင်ငံမှာလာနေတယ်အမေရိကန်နိုင်ငံမှာနေပြီးတော့နှစ်ပိုင်းအတွင်းမှာအိမ်နေချန်နေဝယ်သွားနိုင်တယ်ဒါကကလေးတောင်သိနိုင်တဲ့ကိစ္စပဲလေဘလို့ပဲအခွန်ရှောင်းရှောင်းဘလို့ပဲဝင်ငွေရလန်းနေဘလို့ပဲပြောပြောမြန်မာနိုင်ငံကနေပြီးတော့အမေရိကန်ကိုချက်ချင်းပြောင်းလာတဲ့သူတယောက်ကဒီလောက်ထိချမ်းသာစရာမရှိဘူးဆိုတာကိုမြန်မာနိုင်ငံသားတွေတောင်သိတယ်ဆိုလို့ရှိရင်ကဘာကိုပတ်ပြီးတော့ကရုံးပေါ်ထိတ်ွက်လာတဲ့ကဘာထိတ်ပြီးလက်မွတ်တီးတယ်မသိပဲနေမလားတိတိကြီးနဲ့လှုပ်ပေးထားတယ်ဆိုတာကလည်းဒါ နတ်ဆက်ကအဆိုရတက်လာတော့ကလည်းဒါသူတို့မကြည်ရလဲပါမှာပေါ့အဲ့တော့လေဂျိုးဘိုက်တန်အဆိုရဆိုတော့ခတ်တာကဗျဘာဖြစ်တာလဲတော့မသိဘူးအဲ့ဒီပေါ့အနီးလေးအဲ့ဒီမှာအကြမ်းဖက်တောင်းကျမ်းသူတွေအဖွဲ့တွေအဲတက်မတော်နဲ့ကန်နဂောစာဖြစ်တဲ့သူတွေဟာဂျိုးဘိုက်တန်တို့ဒီမိုကရက်တွေကိုထောက်ခံပြီးတော့ဒီတက်မတော်ကလည်းတက်မတော်နဲ့ပတ်သက်တဲ့သူတွေချန်ခံရေးပဲဖြစ်ဖြစ်ပေါ့ PPP ပါတီပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ့နော် ဒီဒီဘက်ပေါ့နော် NLD ဘက်ဒီ NUG ဘက်မတည့်တဲ့သူတွေကလည်းလုံးဝ Donald Trump fan ဖြစ်နေမှာနေမှာ90%ခန့်လုံးပေါ့နော်။ဘာဖြစ်တာလဲတော့မသိဘူး။ဟိုဒီဘက်ကအနီတော်တော်များများကျတော့ Joe Biden ဘက်ကိုထောက်ခံပြီးတော့အစိမ်းနဲ့သူမဟုတ်ဒီ Democrat နဲ့အလွမ်းသိနေတဲ့သူတော်တော်များတော့ Donald Trump ကိုထောက်ခံတယ်။ဒါကို Donald Trump သိတယ်။ဒါကြောင့်မို့တကူ तू က NLD ပြန်ပါရေးလို့ဟိုသူလွှတ်ရေးကိုစိတ်ကိုမဝင်စားဘူး။ဘာကြောင့်လဲဆိုရင်ဒီလူတွေ in office ပေါ့အာဏာရနေကြတဲ့က Donald Trump ကသူတို့ကိုမကြည်လား။ဘာကြောင့်လဲဆိုရင်သူတို့က Joe Biden တို့ Hillary တို့ Obama တို့နဲ့အလွမ်းသိနေတဲ့သူတွေ။ ဒါပေမဲ့ဆိုရင် Trump ကဂျိုးဘိုင်ဒန်တို့ Obama တို့ Hillary တို့တဲ့သူက opposition လေဒါပေမဲ့ဆိုရင်တော့ enemy လို့တော့ပြောလို့ရတယ်ဒါအာနာလွန်အာနာလူကြရတဲ့လူတွေဆိုတော့ तू in office မှာအာနာရလာရဆိုလို့ရှိရင်သူ့ရဲ့တငယ်ချင်းတွေကို तू ကဘလို့မှတော့ support ပေးမှာမဟုတ်ဘူးဒါကြောင့်မြန်မာနိုင်ငံမှာစစ်တပ်နဲ့နှီးနွယ်တဲ့ဘယ်သူပဲတက်လာတက်လာ miss system အရတော့ကွာမြန် constitution နဲ့ဝင်အောင်သာလုပ်လိုက်ရွေးကောက်ပွဲသာလုပ်လိုက်မင်းစစ်တဲ့ဒီအုပ်ချုပ်နေတာမျိုးကြတော့ငါတို့အမေရိကန်နိုင်ငံရဲ့ fundamental ငါတို့ရဲ့ဒီ manifesto ရင်းတော့မညူးဒါကြောင့်မင်းတို့ရွေးကောက်ပွဲလုပ် နော်တမန်တော်ဦးသိန်းစိတ်လိုခေါင်းပေါင်းနေနဲ့တက်လာကြလွတ်တော်လောက်ကြရပြီတော့ပြီဘာခုချိန်မှာတက်နေတဲ့ဒေါ်နယ်ထရန့်ကစီးပွားရေးလုပ်ငန်းရှင်တယောက်သူဟာရုရှားလိုနိုင်ငံနိုင်ငံမျိုးတွေနဲ့တယောက်မြောက်ကိုရီးယားကင်ဂျုံအန်လိုလူမျိုးတွေနဲ့တောင်မှဆွေးနွေးညှိနှိုင်းပြီးတော့သူက peace ကိုတွားတာမဖြစ်နိုင်တာရုပ်လို့ဖို့မချိုးစားဘူးတအန်ယူဂျီယူ PDF တို့ဟာလုံးဝမဖြစ်နိုင်တဲ့ model တွေကပါစစ်တပ်မြန်မာနိုင်ငံနိုင်ငံကြီးမှာစစ်တပ်မပါတဲ့နိုင်ငံကြီးကိုတွားဖို့ဒါဟာဖြစ်နိုင်ချေလုံးဝမရှိရဟာဆိုတာကိုနိုင်ငံကြီးကမ္ဘာနိုင်ငံပြည်ရှင်တွေအားလုံးကသိတယ်ဒါပေမဲ့ဒီအတန်တွေကဖုံးလွှမ်းသွားတယ် နော်ပညာရှင်တွေအတန်တွေဖုံးလွှမ်းသွားတယ်။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံလွတ်လပ်ရေးယူပေးခဲ့တာရဲဘော်တုံးချိန်ဘိုချိုးအောင်ဆန်းဒီလိုမျိုးဒီလက်နက်ကင်ထားတဲ့တက်မတော်အုပ်စုတွေကနေပြီးတော့မှဂျပန်စီကနေစစ်ပညာသင်တဲ့အင်္ဂလိပ်ကိုတော်လန်တဲ့ဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်ကိုပြန်တော်လန်တဲ့အမျိုးမျိုးပေါ့ဒီလိုမျိုးလုပ်ပြီးတော့မှဒါမြန်မာနိုင်မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်တစ်ခုကိုတည်ထောင်ခဲ့တဲ့အစဉ်အဆက်အဖွဲ့အစည်းတစ်ခုကိုနေရင်းညာခြင်းကိုဖြိုချပစ်မယ်ဆိုလို့ရှိရင်ဒါဖြိုချလို့ရရင်တောင်မှတိုင်းပြည် လုံးဝအစိမ့်စိမ့်ပုံမှာပြုတ်ကွက်တော့ဘယ်ရှိတယ်တကယ်မဖြိုးချလို့လည်းမရခဲ့ဘူးရလည်းမရဘူးဒါတို့တွေအင်အားအကောင်းဆုံးအချိန်လေးလို့ပြောလို့ရတယ်ဒါရှမ်းမြောက်မှာလည်းစစ်ပွဲတွေဖြစ်နေတယ်ရခိုင်မှာလည်းစစ်ပွဲတွေဖြစ်နေကရင်မှာလည်းတချိန်နဲ့တပြိုင်တည်းကိုတိုင်းရင်းသားတပုံတွေအကုန်လုံးပန်ဆန်းမှာတော့အစည်းဝေးလုပ်ပြီးတော့တက်မှာတော့ငါတို့တချိန်နဲ့တချိန်တပြိုင်တည်းမှာဖိအားပေးတိုက်ခိုက်ကြမယ်နောက်စခိုင်းမှာလည်းပီရီရီတောင်းချမ်းရခိုင်မှာလည်းအေးအေးတိုက်ရှမ်းမြောက်မှာလည်း၄ဖွဲ့ပေါင်းတိုက်ကချင်မာလည်း KNY တိုက်ကရင်မာလည်းကရင်ဖွဲ့ဒီဟိုပါပေါ့နေသားများတို့အုပ်စုတွေ KNU အုပ်စုတွေဘောင်းဆောင်ဝိုင်းတိုက်ပြီးတော့ တချို့ပြည်သူစစ်တီတော်မှာပဲသူတို့ဘက်ကိုမလွဲတာမရှောင်တာပါသွားရတဲ့အခြေအနေမျိုးမှာတောင်မှတက်မလို့ဟာမကြသွားဘူးဒါကိုလေကဘာပေါ်မှာရှိတဲ့ဒီပညာရှင်တွေကအဆုံးသက်မှာတက်မလို့ပဲအနိုင်ရလိမ့်မယ်ဆိုပြီးတော့ပါတီလက်တနာတို့ကလည်းတုံးတက်ထားခဲ့ပြီဒါကျွန်တော်တို့ကလည်းအမှန်တရားကိုတုံးတက်ပြတာနောက်ဆုံးမှာတက်မလို့ပဲအနိုင်ရရှိလိမ့်မယ်အမင်းတို့ကဘောမှဘာဖြစ်တယ်ညာဖြစ်တယ်ဟာဥပေလူဝါနဲ့အောင်လန့်အန်ဆိုင်ရှင်ထိုးရင်လူတိုင်းသိတယ်အောင်လန့်အန်ဆိုင်နိုင်မယ်ဆိုတော့ဒါမျိုးပေါ့ဗျာ အမှန်တရားပေါ့အာကြောင်းလေးမတက်ကြနဲ့လို့စီယုံလေးပိတ်ကြတို့ဖရားလေးပိတ်ကြတို့ဒါမျိုးတွေကလည်းပြည်သူလူကခဏပဲလက်ခံမှာပေါ့ရီရှိမှာသူတို့ရဲ့လွတ်လပ်မှုကိုထိန်းချုပ်ထားတယ်လို့ဖြစ်တယ်အာအစိုးရတွေကိုလည်းသွားပြီးတော့ဆဲတယ်နော်နောက်ပြီးတော့ကျွန်ညာရိုက်တဲ့သူတွေလည်းသွားဆဲတယ်ဒါသူတို့တတ်မှုကန်းကြောင်းလေအချို့ကအလိုလိုရှင်ပါပဲကိုသမီးလေးကိုသားလေးကိုနားထွင်းခြင်းနဲ့ရှင်ပြုခြင်းနဲ့ဒါမျိုးတွေလည်းတော့တားတယ်ဒီလိုသူများရဲ့လွတ်လပ်မှုတွေကိုတားတာကခုဒီမိုကရေစီလိုလားပါဆို NGO ကို PDF တို့ဒီအနီအုပ်စုတွေပေါ့ညီပိန်းအုပ်စုတွေဖြစ်နေပြီးတော့တက်မတော်ကတော့ဘီဘုံမြန်လွတ်မှာလားလွတ် တင်ခင်မလားခင်ရှင်းဆိုမလားဆိုရုပ်ရှင်တကယ်လွတ်လပ်မှုကိုအပြည့်ပေးတာတတ်မလို့ဖြစ်နေစာတင်ချင်တာအတင်းဒုံညုံကြီးတောင်ယူပေးလိုက်သေးတယ် တကယ်မှာကပြည်သူလူထုရဲ့လွတ်လပ်မှုကိုဖော်ဆောင်ပေးနေတာတက်မတော်ဖြစ်နေပြီးတော့ပြည်သူလူထုရဲ့လွတ်လပ်မှုကိုကန့်တက်ချုပ်ချယ်ပြီးတော့ကိုယ်ပိုင်ရွေးချယ်ခွင့်မပြုဘူးငါတို့ကြိုက်တာကြိုက်ရမယ်ငါတို့ကြိုက်စီချင်တဲ့သူကိုကြိုက်ရမယ်ဆိုတာမျိုးကကြတော့ဒီနီပိန်းအုပ်စုတွေဖြစ်နေတာနောက်ဆုံးမှာအမေရိကန်ကလည်းဒါကိုသဘောပေါက်ကောင်းကောင်းနားလည်သွားတယ်ဒီဒေါ်လာကြီးကိုထောက်ပံ့နေတဲ့သူတွေအကုန်လုံးကလည်းဒါငမွေးဘွားကနေပြီးတော့ကမ္ဘာကျော်တစ်ထိပ်ထိဖြစ်သွားတယ်ဒါကိုလည်းအမေရိကန်သိတယ်အဲ့တော့ဒါဆုံးကြတော့ဒီလူတွေကငါတို့အမေရိကန်ကိုကောင်းချိုးပေးနေတာဆိုတော့ဟာအင်ဖြူရှိမှလာဆန္ဒပြတယ်ပြီးအမေရိကန်မှာမဟုတ်တယ်မှလည်းအကုန်လုံးလုပ်တယ်ဒါကြောင့်ဒါမင်းတို့အင်ဂျင်ဖို့အချိန်တန်ပြီဆိုပြီးအမေရိကန်သမ္မတက ဒါရက်ဆိုင်လိုက်တာပေါ့ဗျာ DBS တွေကိုအခုဂျပန်မှာလည်းတရုတ်နဲ့တင်းမာနေတဲ့အခြေအနေရှိတယ်ကျွန်တော်ဒီကြားထဲမှာလည်း American Tamara Donaldson ဒီကိစ္စရဲ့ဖြစ်ရှင်မှုရှိတယ်နောက်တစ်ခုက Russia Ukraine ပြဿနာတွေရှိတယ်အာဖရိကမှာလည်းအာနာသိမ်းတဲ့ပြဿနာရှိတယ်မြန်မာနိုင်ငံကိုတခြားနိုင်ငံပြည်ပနိုင်ငံတနိုင်ငံကလာပြီးတော့ဟိုဆွတ်ဖို့ဖို့ရမြန်မာနိုင်ငံကကဘာနဲ့ချင်းအဲ့လောက်အရေးမကြီးနေဘူးအားကြောင့်မြန်မာနိုင်ငံကိုလုံမဲကိုင်းမဲကုလသမဂ္ဂကနေပြီးတော့ကုလသမဂ္ဂဖြည့်ရှင်းဖို့ရမြန်မာနိုင်ငံထက်အများကြီးအရေးကြီးတဲ့နိုင်ငံတွေရှိတယ်အမှသူထိုင်ဝမ်နော်ဂျပန် တရုတ်ပြည်ထနာဆိုတာမြန်မာနိုင်ငံနဲ့ပိုကြီးတာပေါ့ဒါကမ္ဘာနိုင်ငံကြီးအဲ့တော့ရုရှား၊ယူကရိန်း၊ဘယ်လာရုနိုင်ငံဒီနိုင်ငံပြည်ထနာတွေကိုအရင်ရှင်းပါကုလသမဂ္ဂကလည်းမြန်မာနိုင်ငံလုံခြုံရေးကောင်စီမှမှဘာမှတပ်ဖွဲ့ထားမစင်အဲ့တပ်ဖွဲ့တွေကိုအဲ့ယူကရိန်းလွတ်ဖို့ကြိုးစားအဲ့တပ်ဖွဲ့တွေကိုဒီဘက်ကထိုင်ဝမ်ကိုလွတ်ဖို့ကြိုးစားမြန်မာနိုင်ငံလာအောင်မလာနဲ့အဲ့တော့ကုလသမဂ္ဂကလည်းဘာလဲဆိုတော့ဟိုဘယ်လိုခေါ်မလဲသူမနိုင်တဲ့ခါကျတော့နိုင်တဲ့ဟာလေးတွေပဲတတ်လို့နေတဲ့သဘောဖြစ်နေတာပေါ့ဒါပေမဲ့ဒါကလည်းအပြောပါပဲကုလသမဂ္ဂဆိုတာကမ္ဘာအစိုးရမဟုတ်ပါဘူးဂေါ်ဘကပါပဲအဲ့တော့အဲ့မင်းတို့ကဒါကြီးရမကောင်းမလုပ်ချင်နဲ့ပေါ့ဒါတော့ပါပဲဟုတ်ပြီမြန်မာနိုင်ငံခုဆိုလို့ရှိရင်ဒါ တောင်ကြီးတောင်နိုင်ပွဲဆိုလို့ရှိရင်လည်းကြည်ပါနေပြီးတော့မှာဆိုလည်းကြည်ရန်ကုန်မှာဆိုလို့ရှိရင်လည်း stage show တွေစင်နေနေမှာပတ်ချလေနေတာပဲစီးပွားရေးကောင်းဖို့ပဲလိုပါတော့တယ်နောက်လုံခြုံမှုရှိလာပြီဆိုရင်မီးမှန်လာပြီဆိုရင်စီးပွားရေးကတော့ကပ်ပါလာမှာပဲအဲ့တော့ဒါတွေလည်းမချချင်မှဖြစ်လာတော့မှာပါကဲအားလုံးကျေးဇူးတင်ဒီနေ့ကတော့ငါးငါးကာကြီးနဲ့တရားဆွတ်ဆူခံထားရတဲ့အတွက်ကြောင့်မလို့ပြည်တွင်းမှာတော့လကောင်းပြည်ပမှာတော့လကောင်းထွက်ပြေးတင်းရှောင်နေရတဲ့မြန်မာနိုင်ငံသားတွေအားလုံးအတွက်တရင်ကောင်းဖြစ်ပါတယ်ငါးငါးကာကြီးနဲ့တရားဆွတ်ဆူခံထားရတဲ့လူ9500အယောက်80အားလုံးကို၎င်း အဲထွက်ပြေးတိတ်ဆောင်နေတဲ့ကြောင့်မလို့ငရဆနစ်နဲ့ထပ်မံပြီးဆွဲဆူခံထားရတဲ့သူတို့အားလုံးကိုတော့လကောင်းနိုင်ငံတော်ဆွေရကလွန်ငင်းချမ်းသာခွင့်ပေးလိုက်ပါပြီလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်စေရန်အလို့ငါနိုင်ငံတော်ဆွေရကသဘောထားကြီးစွာနဲ့လွန်ငင်းချမ်းသာခွင့်တွေကိုဒီကနေ့မှပဲပေးလိုက်တာဖြစ်ပါတယ်အပြီးပါမှာနေထိုင်ခွင့်မရလို့တော့လကောင်းပြီးပါမှာနေထိုင်ခက်ခဲနေလို့တော့လကောင်းအကြောင်းမျိုးမျိုးကြောင့်ဒီအမှုနဲ့ဆွဲဆူခံထားရမှာကြောက်တဲ့အတွက်တနေ့ရရမှာတော့ပုံအောင်နေတဲ့သူများတော့လကောင်း ြောက်ရွံ့ထိတ်လန့်စရာမရှိဘဲနဲ့ဒီနေ့ဟာတရားဝင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေးဆိုတဲ့အမိန့်နဲ့ဒီနေ့ပါပဲနိုင်ငံတော်အစိုးရကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်ခုလိုထုတ်ပြန်ကြေညာတာခါအမေရိကန်မှာ TBS တွေရုပ်သိမ်းခံထားရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဆက်ဆိုင်နေပါတယ်လူတွေကအကြောင်းပြချက်ပေးမယ်ငါငါငါကာကြီးနဲ့တရားဆွဆုခံထားတဲ့အတွက်ကြောင့်မလို့ငါတို့ကပြန်လို့မရဘူးဆိုပြီးတော့ဒဏ်ငိုပြကြလိမ့်မယ်လေအာငါငါကာကြီးအစွဲမခံထားရတဲ့အတွက်ကြောင့်မလို့ပြပကို တတရားနိုင်ငံတွေကိုထွက်ခွာခွင့်မရခဲ့တဲ့အတွက်ကြောင့်မလို့ငါးငါးကကြီးမရရအောင်လုပ်ခဲ့တဲ့သူတွေတောင်မှပဲရှိခဲ့ပါတယ်အခုလိုငါးငါးကကြီးကိုရုပ်သိမ်းလိုက်တဲ့အတွက်ကြောင့်မလို့ပြပရောက်ရှိနေတဲ့တုံတုံဘာမှကြီးကြီးမားမားအပြစ်မလုပ်ထားတဲ့လူတွေဆန္ဒပြယုံအဲ Facebook ပေါ်မှာရေးသားယုံနဲ့ဒီငါးငါးကကြီးနဲ့အဆွတ်ဆုတ်ခံထားတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်နိုင်ငံတော်အစိုးရကဒီငါးနှစ်ကြာကြာပြီးတဲ့နောက်လွတ်လပ်ပြီးတရားမျှတတဲ့ဒီရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတဲ့ဂရီကိုကိုတက်တည်ပြတဲ့အနေနဲ့တော့လကောင်း ဒီအမှုတွေအကုန်လုံးကိုရုပ်သိမ်းဖြေလျှော့လိုက်ခြင်းဖြစ်ပါတယ်အားလုံးအဲကိုစိတ်နှဖျားစမ်းမချမ်းသာပြီးတော့မိမိရဲ့ဘဝမှာပုံမှန်တိုင်းပဲဆက်လက်ပြီးတော့လက်ပတ်နေထိုင်နိုင်ကြပါစေတရုတ်ကအိန္ဒိယနိုင်ငံသားတယောက်ကိုလေးစီမှာထိန်းသိမ်းလိုက်ပါတယ်လေးစီမှာထိန်းသိမ်းခံရတဲ့နိုင်ငံသားတွေရှိပါတယ်ဒီမှာနိုင်ငံမှာလည်းရှိခဲ့ဦးပါတယ်ဒါပေမဲ့ဒီခေါက်ထိန်းသိမ်းခံရတာအိန္ဒိယနဲ့တရုတ်ကြားမှာနေမြေအငင်းပွားမှုနဲ့သွားပတ်သက်နေပါတယ်အဲ့ဒီတောင်တောလို့ခေါ်တဲ့ကောင်းမလေးကအိန္ဒိယနိုင်ငံအရုဏာချေပရာဒိရှ်မှာနေတာပါအရုဏာချေပရာဒိရှ်ဆိုတာကတော့ ဒါတီဗက်နဲ့ထိစပ်နေတဲ့အိန္ဒိယနိုင်ငံရဲ့အရှိတ်အဝါချမ်းကပြီးနေတခုဖြစ်ပါတယ်။ဆိုတော့ဒီပြည်နယ်မှာနေထိုင်တဲ့တောင်တော့ကိုတရုတ်နိုင်ငံကဘာဖြစ်လို့ထိန်းသိမ်းရတာလဲဆိုလို့ရှိရင်ဒီပြည်နယ်ကိုတရုတ်နိုင်ငံကသူ့ရဲ့ပိုင်နဲ့ပါဆိုပြီးအခိုင်အမာပြောဆိုထားတာရှိပါတယ်။ဒီနယ်မြေတွေကိုရရှိရတဲ့ပတ်သက်ပြီး1960ပြည့်နှစ်လွန်နေတာတွေမှာအချိန်ကာလတွေမှာတရုတ်နိုင်ငံကနေပြီးတော့အိန္ဒိယနိုင်ငံတွေကိုကျူးကျော်ဝင်ရပြီးတိုက်ခိုက်ခဲ့တာရှိပါတယ်။ဒါပေမဲ့လည်းကုလသမဂ္ဂကနေပြီးတော့ဗြိတိရှားနဲ့ဒီ တရုတ်မန်ချူအစိုးရဂျားထဲမှာရေးဆွဲထားတဲ့မတ်မွန်ဟန်လိုင်းဆိုတာရှိပါတယ်။ဒလိုင်းလားမားတို့ဂျားထဲမှာရေးဆွဲထားတဲ့မတ်မွန်ဟန်လိုင်းဆိုတာရှိပါတယ်။မတ်မွန်ဟန်လိုင်းအဲ့မတ်မွန်ဟန်လိုင်းအတိုင်းပဲအတိမတ်ပြုတ်ရမယ်။မင်းတို့တွေပြန်ဆုတ်သွားပါဆိုတဲ့ကြောင့်မလို့တရုတ်ကမကြည်မနှက်နဲ့ပြန်လဲပြီးတော့ဆုတ်ခွာခဲ့ရပါတယ်။ဒါပေမဲ့တရုတ်ကအမြဲတမ်းဒီအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံဂျားထဲမှာအမြဲတမ်းနေမြင့်ညှင်းပွားမှုကရှိနေခဲ့တာပါ။ဆိုတော့ဒီတောင်တော့ဆိုတဲ့အမျိုးသမီးလေးကရုပ်ရည်အဖျင်းကမြန်မာတွေ အဲမြန်မာနိုင်ငံနဲ့ရှမ်းနေချင်းနေကချင်နေနဲ့ပို့တူပါတယ်အဲတိဗက်မြန်မာအနယ်တွေနဲ့ပို့တူပါတယ်အဲ့တော့တရုတ်နဲ့လည်းတွားပြီးတော့တူပါတယ်အိန္ဒိယနဲ့ကတော်တော်လေးမတူဘူးပေါ့အဲဒါကြောင့်မလို့အရူနတ်ချေပရဒစ်မှာနေထိုင်တဲ့သူတွေကိုအများအားအဲလိုင်းပေါ်မှာဆိုလို့ရှိရင်ဆိုရှယ်မီဒီယာတွေမှာကိုရီးယားလားအထိုင်းလားအဲအစရှိသဖြင့်မေးကြတယ်ဒါပေမဲ့သူတို့ကအိန္ဒိယနိုင်ငံသားဖြစ်တယ်ဆိုရင်မယုံကြည်ကြဘူးဒါဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်အတိတ်ကတော့ ီတရှာတွေအကြောင်းပါပဲပီတရှာတွေဟာမြန်မာတွေလက်ထက်ကနေပြီးတော့အာတန်မဏိပူရစတဲ့ဒီမြန်မာဗုဒ္ဓမြေဝိုင်းတစ်ခုလုံးကိုမြန်မာကုန်းမောင်ဘရင်နေစီကနေပြီးတော့1824မှာစစ်သွေးမဟာဗန္ဓုလောက်ကိုအနိုင်တိုက်ခိုက်ပြီးတော့တိမ့်ပိုက်လိုက်ပါတယ်တကယ်တမ်းကျရင်ဒီနေမီတွေဟာအိန္ဒိယရဲ့ပိုင်နယ်လည်းမဟုတ်ပါဘူးဒီနေမီတွေဟာတရုတ်ရဲ့ပိုင်နယ်လည်းမဟုတ်ပါဘူးဘေးနောင်မင်းတရားရဲ့လက်ထက်ခရဲကနေပြီးတော့ဒီမဏိပူရဒေသတွေကိုမြန်မာရှင်ဘရင်နေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် ပန်နာရောဆက်နေမြေတွေဖြစ်ရှိခဲ့တယ်။အဲနောက်ပိုင်းမှာဆင်ဖြူရှင်မင်းတရားကြီးတို့လက်ထက်ကြတော့အာတန်ဒီတာရောပါဝင်ရောက်ပြီးတော့တိမ့်မိုက်ခဲ့တာဂေါ်ဟတ်တီလို့ခေါ်တဲ့အာတန်ရဲ့ဒီမြို့တော်မြို့တော်ပေါ့နော်မြို့တော်ထိပါမြန်မာတွေဟာတိမ့်မိုက်ခဲ့ပါတယ်။အဲ့လိုတိမ့်မိုက်ခဲ့တာကကုန်းမောင်ခေတခြားလုံးပဲဆိုပါတော့တော့ဒီအာတန်ပြည်နယ်အဲတော့အာတန်ပြည်နယ်ဟာအရူနာချေပရာဒိရှ်ကိုရှိမှရှိတဲ့မီဇိုရန်တို့နာဂလန်တို့တော်တော်များများကို အာသင်အားပဲအုပ်ချုပ်တာပါအဲ့တော့အိန္ဒိယအရှိတ်အချမ်းမှာအုပ်ချုပ်တဲ့နိုင်ငံနှစ်နိုင်ငံပဲရှိပါတယ်အဲ့တော့ဒီနယ်မြေပေါ့နော်ဆော်ဘွားကအာသင်ဆော်ဘွားနဲ့မဏိပူရာဆော်ဘွားပြောချင်တာကအာသင်ဆော်ဘွားရောမဏိပူရာဆော်ဘွားရောမြန်မာလက်အောက်ခံတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံဟာ1930မှာဆိုင်မွန်ကော်မရှင်ကအိန္ဒိယနိုင်ငံရဲ့ပြည်နယ်အဖြစ်ကနေပြီးတော့မြန်မာနိုင်ငံကိုတီးသန့်ခွဲထုတ်ပြီးအုပ်ချုပ်တဲ့အခါမှာဒီပြည်နယ်တွေကိုထည့်ပေးခြင်းမရှိပါဘူး။အဲဒီပြည်နယ်ထည့်ပေးခြင်းမရှိတော့ဒီပြည်နယ်တွေအိန္ဒိယနဲ့ထည့်ပေးလာဆိုတော့လေ အိန္ဒိယရဲလည်းမထည့်ပေးဘူးဒါပေမဲ့တီးကြလွတ်လပ်တဲ့ software နယ်မြေတွေဖြစ်ပဲထားခဲ့တာပေါ့နော်နောက်ပိုင်းမှာအိန္ဒိယနိုင်ငံတဲကိုဒီနယ်မြေတွေဟာအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိသွားတယ်ဒါကြောင့်တရုတ်ကလည်းသူ့ပိုင်းနဲ့လို့အငင်းပေါ်တာလည်းမမှန်ဘူးအိန္ဒိယကတော့ law law ဆယ်မှာတော့ဥပဒေအရတော့ဗျာဟိုနယ်မြေအငင်းပွားမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်ဆိုရလက်ထက်ကလေးကနေပြီးတော့သူတို့လက်ထက်ကိုထည့်ပေးခဲ့တယ်ခုချိန်ထိလည်းသူတို့ administration run နေသေးတယ်ဆိုတဲ့အတွက်ကြောင့်မလို့နာဂလန်တို့နောက်ပြီးတော့မီဆိုရန်အဲမာဂလယာ အရုဏချေပရာဒေ့ရှ်မဏိပူရာအာတန်စတဲ့ဒေတာတွေကတော့လက်ရှိအိန္ဒိယနိုင်ငံရဲ့အရှိတ်ခုနှစ်ပြည်နယ်အဖြစ်နဲ့ရှိပါတယ်။ဒါပေမဲ့ဒီပြည်နယ်မှာရှိတဲ့လူတွေရုပ်ရည်အသွင်မြင်ဟာအဲလူမျိုးရေးအရရောဘာသာစကားအရရောမြန်မာနိုင်ငံထဲမှာရှိတဲ့ချင်းနေရှမ်းနေအဲမြန်မာတွေနဲ့ပဲအမျိုးတော်ပါတယ်။တီဗက်တိုဘာမန်ရှမ်းစတဲ့အနွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာက ကျွန်တော်မြန်မာနိုင်ငံအခုချိန်မှာရှိတဲ့နေမြေတွေတောင်မှပဲအဟိုသူကခွဲထွက်ခြင်းဒီသူကခွဲထွက်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေမြေတွေကိုငါတို့ပိုင်ဆိုင်ပါတယ်ဆိုပြီးတော့ပြောလဲပြောတာလည်းဖတ်တယ်ကျွန်တော်တို့ထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူးရှစ်ခေတ်မြန်မာတွေဖုံးလယ်ရုံတောက်ပါကစင်ကာလာတုန်းကတော့အဲချင်းမိုင်ပေါ့ဒီနေ့ချင်းမိုင်ဆိုရင်ယူရီးယားမြောက်ပိုင်းဆိုလို့ရှိရင်လည်းနှစ်ပေါင်း200လောက်တင်ပိုက်ထားနိုင်တယ်အယုဒယာကိုလည်းအဲတင်ပိုက်ခဲ့တဲ့အချိန်တွေရှိတယ်ဒါပေမဲ့ဒီချင်းမိုင်ဆိုလို့ရှိရင်အကြိုက်တင်ပိုက်ခဲ့တာနှစ်ပေါင်း200လောက်ကိုတင်ပိုက်ခဲ့တာပေါ့နော်အဲ့တော့မြန်မာတွေရဲ့နေမြေတွေကတဖြည်းဖြည်းနဲ့ကျုံဝင်လာတယ် အခုလဲဆက်ပြီးကျုံဝင်လာတယ်ကျုံဝင်လာခြင်းအဓိကအကြောင်းရင်းကတော့အဓိကဗမာပေါ့ဗျာဗမာလူပဲပြောပြရစီဗမာလူမျိုးစုတွေဟာအချင်းချင်းမစည်းလုံးနိုင်ရယ်နောက်ပြီးတော့ကျွန်တော်တို့ KSS စီးပွားရေးမူကားတာအမားတွေရဲ့အကြောင်းကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့ဘာသာရေးစံနှုန်းတွေကိုတန်ဖိုးမထားတော့ဘဲနဲ့အဲတခြားနိုင်ငံရဲ့ယဉ်ကျေးမှုစံနှုန်းတွေကိုပိုထင်ကြည့်တာမျိုးတွေအချင်းချင်းတွေတယောက်နဲ့တယောက်နဲ့မနာလို့စိတ်ကြီးတာတွေကြောင့်ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့နယ်မြေတွေကကျုံပြီးတော့ဝင်လာပါတယ် အရင်တော့ဆိုရင်မြန်မာတွေဟာအိန္ဒိယနိုင်ငံအရှိဘက်ဗမာပုတ္တရာကနေပြီးတော့အရှိဘက်မှာဆိုရင်မဲခေါင်မြဝမ်းထီကိုမြန်မာတွေဟာခြေဆက်နိုင်ခဲ့ပါတယ်။တောင်ဘက်မှာဆိုလို့ရှိရင်မလေးနယ်စပ်တလင်ကြီးအငူထီကိုမြန်မာတွေရဲ့ဘုံကိုအော်နာအော်စာအာနာစက်ကိုရောက်ပါတယ်။အနော်ထာမင်းခေတ်ကဆိုရင်တရုတ်ဦးတီဘွားလို့ခေါ်တဲ့ဒီယူနန်ပြည်နယ်ထီကိုဆွဲတော့သွားပင့်တာတို့ဒါတွေယာစီဝင်ရှိတယ်ပေါ့နော်။နောက်ပြီးတော့အလောင်းစီသူမင်းကြီးဆိုလို့ရှိရင် ဖောင်ဆက်ကြာနဲ့လှည့်ပြီးတော့တီးလင်္ကာတို့အိန္ဒိယတောင်ပိုင်းတို့နာမလေးကျွန်းဆွယ်တို့ကိုလှည့်ပတ်ခဲ့တယ် ဒါပြီးတော့မြောက်ဖက်ဆိုလို့ရှိရင်လည်းဦးတာဦးဒေသတိရောက်ပြီးတော့အလောင်းစီသူမင်းကြီးဟာဖျားစီတီတဲခဲ့တယ်ဒါကြောင့်ကျွန်တော်ပြောချင်ပါတယ်တချို့သောလက်နက်ကင်တွေဟာသူတို့ကဘယ်နေရာကိုမြန်မာမပိုင်အောင်ဘယ်နားမြန်မာမပိုင်အောင်ဆိုတော့မြန်မာတွေပြုခစ်ပကံခစ်တုံးကဒီနေရာတွေမှာဖျားစီတီတဲနေတဲ့အချိန်မှာအဲ့လူမျိုးစုတွေတော့မရောက်သေးဘူးမနိုင်ငံနဲ့ဟုတ်အဲအဲ့လိုမျိုးတွေပြောရင်တော့လေဒါကျွန်တော်တို့ကတိုင်းသား တွေကိုနှိမ့်နေပါညာဖြစ်အောင်ပြောချင်တာကခွဲထွက်ရေးဆိုတာမရှိပါဘူးမြန်မာနိုင်ငံမှာတချို့လူမျိုးစုတွေဟာနှစ်သိန်းနှစ်သိန်းစီလောက်ပတ်ချလဲပဲရှိတာပါမှာဆိုကရှင်လူမျိုးစုဆိုလို့ရှိရင်ဂျိန်းဖော်တို့လီဆူတို့လောင်ဝမ်တို့လက်ချိတို့အကုန်လုံးပေါင်းမှကရှင်လူမျိုးစုအနေနဲ့တသန်းကျော်လောက်ရှိတာအဲ့တော့ကရှင်ပြည်နယ်ထဲမှာလည်းဟိုတိုင်အနွယ်ဘွားတွေရှမ်းနေအများကြီးရှိတယ်ရှမ်းနေတွေအများကြီးရှိတယ်ရှမ်းနေတွေလည်းရှိတယ်ဆိုတော့ရှမ်းနေတွေတောင်မှပဲတကယ်ကြလို့ရှိရင်တမျိုးချင်းစီလီဆူတို့ ကချ်ရရဝမ်တို့ဂျိန်းဖောရိုနဲ့တမျိုးချင်းတွေရှင်လိုက်မှဆိုရင်ရှမ်းအရံပုံများနေသေးတယ်။ဒါမျိုးတွေကလည်းကျွန်တော်မြန်မာနိုင်ငံမှာကအင်္ဂလိပ်ခြံထားပြီးခဲ့တဲ့ကမောက်ကမအမွေအနှစ်တွေရှိတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံရဲ့နေမြေပိုင်းနဲ့တွေကိုအဲအမွေခွဲပြီးတော့အပိုင်သိမှုစ조사ရတဲ့ဆာလို့ရှင်အာဒါတော့ငါတို့ပြည်တော်စုစိတ်တဲ့နဲ့ဘယ်နေရာမဆိုငါတို့မြန်မာနိုင်ငံကြီးတစ်ခုလုံးကိုကချင်ရလဲငါတို့ကချင်ဒေသလေးပဲပိုင်နေဆိုတဲ့စိတ်ကိုမထားနဲ့ ါတို့ပမာပြီးတပီလုံးဟာငါတို့နိုင်ငံပဲရှမ်းကလည်းငါတို့ရှမ်းဒေသလေးတခုပေါ့ငါတို့တနင်္ဂနွေလုံးငါတို့ပိုင်တကယ်လည်းပိုင်ပါတယ်နော်ရှမ်းလူမျိုးကသွားပြီးတော့ဟိုတနင်္သာရီတိုင်းမှာသွားပြီးတော့ငါးလုပ်ငန်းတွေသွားလို့အိမ်ကြီးသွားဆောက်ဘူးသူကမတောင်းချမ်းသာရင်သွားလို့အဲဒါပေမဲ့မြန်မာလူမျိုးတွေတခါတလေတောင်ပေါ်တက်လာတဲ့ခါကျမှအာဘာဖြစ်နေညာဖြစ်တယ်လို့ပြောတာတော့ဒါကတော့ဟိုပြည်တောင်စိတ်တမရှိရရောက်တယ်တကယ်လို့ဒါမကျေနပ်ဘူးအုတ်ချွေးရမကျေနပ်ဘူးအခွင့်အရေးရတာနေရဆိုလို့ရှိရင်လွတ်တော်ထဲမှာပြင်ပေါ့အခြေခံဥပဒေကို ါပဲရှိတာပါပဲအားလုံးကျေးဇူးတင်ပါတယ်